မင်္ဂလာပါခလေးတို့ရေဒီချက်ကတော့ grace သိပ္ပံသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်။အခန်းက10နှစ်ဆဲဖွဲ့စည်းတိဆောက်ပုံကနေပြီးတော့မှသင်ခန်းစာ1အနုကြည့်ကရိယာအကြောင်းကိုဒီချက်တို့လေ့လာကြရအောင်။ကဲဟုတ်ပြီအဲ့တော့ဏိဒန်းလေးကိုကြည့်ပြီး ဆဲဟာတက်ရှိရိုးရဲ့အခြေခံကြဆုံး unit တစ်ခုဖြစ်တဲ့တက်ရှိရိုးကိုဆဲတစ်ခုတည်းဖြစ်တော်၎င်းဆဲများစွာဖြစ်တော်၎င်းဖွဲ့စည်းတည်ဆောက်ထားတယ်။တက်ရှိဆဲမှာပါဝင်တဲ့အင်္ဂါနုတ်တွေကိုအနုကြည်ကရိယာနဲ့ကြိမာတာမြင်ရပါတယ်။ကဲအဲ့တော့အနုကြည်ကရိယာအနုကြည်ကရိယာဆိုဒီမှာ တာမန်မျက်စိဖြင့်မမြင်နိုင်သော အလွန်သေးငယ်သည့်အရာများကို အစာပေါင်းများစွာချဲ့၍ကြည်နိုင်သော အသုံးပြုရသောကိရိယာဖြစ်တယ်။ပြီးရင်တက်ရှိဆဲဖွဲ့စည်းပုံများကိုလေ့လာရမှလည်းမရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ကဲလုပ်ငန်းတကလေးကိုကြည့်ရအောင်။ကဲပုံလေးကိုကြည့်ပါ။ပေးထားတဲ့ကိရိယာတွေမှာတဲ့မြည်သည့်ကိရိယာက အလွန်သေးငယ်တဲ့ပိုးမွှားတွေကို ကြည့်မြင်နိုင်ပါသနည်း။ ကဲအဲ့တော့ပုံလေးကိုကြည်ပါပုံလေးမှာနခတာယာကြည်မှန်ပြောင်းအနုကြည်ကရိယာနဲ့အဝေးကြည်မှန်ပြောင်းတစ်ချက်လို့ပေးထားတယ်ကဲဘယ်ကရိယာလေးရတော့တစ်ချက်လို့အလွန်သိငယ်တဲ့ပုံမွားလေးတွေကိုကြည်ပြီးတော့မြင်နိုင်မလဲဟုတ်တယ်အနုကြည်ကရိယာလေးနော်အဲ့တော့အနုကြည်ကရိယာလေးရတစ်ချက်လို့အလွန်သိငယ်တဲ့မမြင်နိုင်တဲ့ပုံမွားလေးတွေကိုကြည်လို့ရတယ် ကဲတချို့တော့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးလေ့လာရအောင်လုပ်ငန်းနှစ်ကလေးကတော့တချို့တော့အနုကြည်ကရိယာရဲ့အစိတ်အပိုင်းတွေနဲ့အသုံးပြုပုံတွေကိုတချို့တော့လေ့လာကြရအောင်ကဲအဲ့တော့အနုကြည်ကရိယာရဲ့စိတ်ပိုင်းများတမျက်ကြည်မှန် I'm peace သူ့ကိုအသုံးပြုတာကတော့မျက်စိဖြည့်ကပ်၍ကြည့်ရသောမှန်ဘလူးဖြစ်ပါတယ် နံပါတ်2ကလေးကတော့အနုကြည်ကရိယာကြီးကိုတဲ့ body tube သူကတော့အပေါ်မှ မျက်စိဖြည့်ကဲ့၍ကြည့်ရသောမှန်ဘလူးနဲ့အရာဝတ္ထုကိုအနုစိတ်ကြည့်မှန်ဘလူးတို့ဖြင့်ဆက်ပေးသောအပိုင်းဖြစ်သည်၃အကျန်းချိန်ကလေး course adjustment သူကတော့အရာဝတ္ထုကို အကျန်းမြင်သာအောင်ချိန်ပေးတယ်နံပါတ်၄ကတော့အနုစိတ်ချိန်ကလေး fine adjustment သူကတော့အရာဝတ္ထုတွေကို ရှင်းလင်းပြတ်သားစွာမြင်ရန် ချိန်ပေးတယ်။နံပါတ်5လက်ကင် M သူကတော့ကရိယာကိုကင်တွယ်ပြီးရွှေ့ရတယ်အသုံးပြုသော အပိုင်းဖြစ်တယ်။နံပါတ်6 clip သူကတော့ clip ပေါ့နော်။ဖန်ပြားကိုမရွေ့အောင်ဖိညက်ပေးတယ်။နံပါတ်9ခြေအားအမျိုးမျိုးရှိသောမှန်ဘလူးများ objective lamps သူကတော့လိုအပ်တဲ့ခြေအားကိုရွေးချယ်အသုံးပြုနိုင်တယ်။နံပါတ်10 slide ဖန်ပြားတင်သောစဉ် တရကြတော့ slide ဖန်ပြတင်သောနေရာဖြစ်တယ်။နံပါတ်9အလင်းချိန်ပေးသောမှန်မေရာသူကတော့ slide ပြပေါ်သို့အလင်းစုလာစေရန်ချိန်ပေးတယ်။နံပါတ်10အောက်ခြေ base ကတည်ငြိမ်စွာအသုံးပြုနိုင်ရန်အထောက်အကူပြုတဲ့အပိုင်းဖြစ်ပါတယ်။ကဲဟုတ်ပြီဒါဆိုလို့ရှိရင်တချေတို့တွေကခုနကတည်းကတချေပြောလိုက်တဲ့အနုချိကရိယာရဲ့အစိတ်အပိုင်းပုံလေးကိုတစ်ချက်ကြည့်ပြပါ ဟုတ်ဘူးเนาะအဲ့တော့အနုကြည့်ကရိယာရဲ့အစေပိုင်းပုံလေးကိုကြည့်ပြီးဒီချက်ကပြောပြပေးမယ်ကဲအဲ့တော့ပုံလေးကိုကြည့်เนาะနံပါတ်1ကတော့မျက်ကြည့်မှန်နံပါတ်2ကလေးကတော့အနုကြည့်ကရိယာရဲ့ကိုတဲ့နံပါတ်3လေးကတော့အကျန်းချိန်ကလုံးနံပါတ်4လေးကတော့အနုစိတ်ချိန်ကလုံးနံပါတ်5လေးကလက်ကင်နံပါတ်6ကလေးကတော့ကလေးနံပါတ်9ကလေးကတော့ချက်အားအမျိုးမျိုးရှိသောမှန်ဘလူးများ ံပါတ်၈ကလေးကတော့ slide ဖန်ပြတင်သောစင်နံပါတ်၉ကအလင်းချိန်ပေးသောမှန်နံပါတ်၁၀ကတော့အောက်ခြေဒါကတော့တကယ်လို့အနုကြည့်ကရိယာရဲ့အစအပိုင်းတွေပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တကယ်လို့အဓိကချက်ကလေးကို သွားရအောင်။ကဲအဓိကချက်ကလေးကတော့အနုကြည့်ကရိယာဆိုဒီမှာတာမန်မျက်စိဖြင့်မမြင်နိုင်သော အလွန်သေးငယ်သည့်အရာများကို အစာပေါင်းများစွာချဲ့၍အသုံးပြုသော ကရိယာဖြစ်ပါတယ်ပြီးရင်အနုကြည်ကရိယာမှာဆိုရင်မျက်ကြည်မှန်အနုကြည်ကရိယာဤကိုယ်တဲ့အကျန်းချိန်ခလုံးအနုစိတ်ချိန်ခလုံးလက်ကင်ကလေးခြေအားအမျိုးမျိုးရှိသောမှန်ဘလူးများစလိုက်ဖန်ပြတင်သောစင်အလင်းချိန်ပြီးသောမှန်နဲ့အောက်ခြေတို့ပါဝင်ပါတယ် ကဲဒါကတော့ဒီချဲရဲ့အနုကြည်ကရိယာရဲ့အစဲအပိုင်းလေးနဲ့အသုံးပြုပုံပဲဖြစ်ပါတယ်။ဒီချဲဒီနေ့တင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်းက10နှစ်10ဖွဲ့စည်းတိစပုံရဲ့သင်ခန်းစာ1အနုကြည်ကရိယာရဲ့အစဲအပိုင်းနဲ့အသုံးပြုပုံအကြောင်းလေးပဲဖြစ်ပါတယ်။ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့ဒီချဲထင်ပါတယ်။ဒီချဲနဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။